င်ပေါင်း160ကျော်ကမိခင်မြေနဲ့ကွဲကွာခဲ့ရတဲ့ရိုးဆက်9ဆက်မြောက်အယုဒ္ဓယာသားတွေဟာတုံမန်းဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့နေရာကနေမိခင်မြေကိုတမိုင်းမှတ်တိုင်ခီးစဉ်ဖြစ်ပြောင်းရောက်ခဲ့ကြပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း160ကျော်ကဖြစ်ပွားခဲ့တဲ့ကုန်းမောင်မင်းဆက်စင်ဖြူရှင်လက်ထက်မှာမြန်မာတို့ကအယုဒ္ဓယာထိုင်းနိုင်ငံကိုကျူးကျော်သိမ်းပိုက်ပြီးနိုင်ငံသားအချို့ကိုတုံမန်းဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပါရယ်။ အဲလိုခေါ်ဆောင်ရင်းခံခဲ့ရတဲ့ထိုင်းလူမျိုးတွေရဲ့80မြောက်မျိုးဆက်လို့ယူဆရတဲ့မြန်မာနိုင်ငံသားတွေဟာအော်တိုဘာလ16ရက်နေ့ကဘိုးဘွားတို့ရဲ့ဇာတိမြေထိုင်းနိုင်ငံအယုဒ္ဓယာကိုပြန်လည်ရောက်ရှိလာပါတယ်။အခုသမိုင်းဝင်ခီးစဉ်ကိုလာရောက်တဲ့အယုဒ္ဓယာမျိုးဆက်တွေဟာမန္တလေးတိုင်းပြုံးလင်ခရိုင်မရရမြို့နယ်မှာတည်ရှိတဲ့ဒုက္ခစူးကားယူအောင်မှနေထိုင်သူတွေဖြစ်ပါတယ်။ ၎င်းတို့ကိုသမိုင်းပညာရှင်ပနပတ်ခန်နူးအင်းကဥဆောင်ကဒုက္ခရွာသားတွေနေရပြန်ခြင်းအစီအစဉ်နဲ့အယုဒ္ဓယကိုခေါ်ဆောင်လာတာဖြစ်ပါတယ်။အယုဒ္ဓယကိုလိုက်ပါလာသူတွေမှာအသက်83နှစ်ရွယ်ရှိအယုဒ္ဓယမျိုးရိုးရဲ့နောက်ဆုံးမျိုးဆက်လို့ယူဆရတဲ့အဖွားတော်တင်ထွေးဆရာတော်ဦးမင်္ဂလအုပ်ချုပ်ရေးမှူးဦးစောဝင်းနဲ့အဖွားတော်တင်ညွန့်တို့အဖွဲ့တွေပါဝင်ပါတယ်။စုကားရွာသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း260ကျော်ကကွဲကွာခဲ့တဲ့ ဘိုးဘွားတို့ရဲ့ဇာတိမြေယုတ်တရားမြေကိုပထမဆုံးချိန်ခြေချမိချိန်မှာဝမ်းသာပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတို့ကြောင့်မျက်ရည်တွေတောင်စီးကျခဲ့ပါတယ်။အဲဒီနောက်စိတ်လှုပ်ရှားနေတဲ့အဖွားတော်တင်ထွေးတို့ဖွဲ့ဟာပထမဦးစွာမျိုးဆောင်နှကုန်းကိုတွမ်းရောက်ပူဇော်မှုတွေပြုလုပ်ခဲ့ပြီး web program အပါအဝင်သမိုင်းဝင်ဥယျာဉ်တွင်းရှိရှေးအောင်ဆောင်တွေကိုဆက်လက်တွမ်းရောက်ခဲ့ပါတယ်။ သူမရဲ့ဘိုးဘွားတွေအသက်ရှင်စဉ်က၎င်းတို့ဟာအယုဒ္ဓယာမျိုးတွေဖြစ်ကြောင်းကိုမကြာခဏပြောပြခဲ့ဘူးတယ်လို့အဖွားကပြန်ပြောင်းပြောပြပါရယ်အဖွားတော်တင်တွေးအောင်မြန်မာနိုင်ငံမှာတွေ့ရလိမ့်မရှိတဲ့အယုဒ္ဓယာဘိုးဘွားတွေကဆင်းသက်လာတဲ့နေတဲ့ကုသကြံကာလမှာတဲပုံစီရီတဲတဲ့ဒလိကိုထိမ့်သိမ့်ထားကြောင်းလည်းဖော်ထုတ်ပြောဆိုခဲ့ပါရယ်အဖွားတော်တင်တွေးကမှတ်မိနေတဲ့ထိုင်းစကလုံးအချို့ဖြစ်တဲ့ခနုံမုတ်ဘဲသေးစာ ကလွေးငပြောသည်ဒီကောင် နက်ခွင်ကြံရည်စတဲ့စကလုံးတွေကိုမှားရင်းမှုအနေငယ်နဲ့ပြန်လည်ပြောပြပါပါတယ်။သမိုင်းပညာရှင်ပနပတ်ခန်နူးအင်းကတော့ဒီခီးစင်ဟာသမိုင်းမှတ်တမ်းတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ပြီးဒီမျိုးဆက်ဟာသူတို့ရဲ့ဘဝတွေစီကနေဇလန်းတွေကိုတိုက်ရိုက်ကြားသိရတဲ့နောက်ဆုံးမျိုးဆက်လို့ဆိုနိုင်ပါတယ်လို့ဆိုပါတယ်။အဖွားဒေါ်တင်ထရီတို့မျိုးရိုးဟာအချားမျိုးနယ်စုနဲ့လက်ထက်ထိမ်းများတာတွေရှိနိုင်ပေမဲ့လည်းအဖွားဟာစစ်မှန်တဲ့အယုဒိယမျိုးရိုးအမွေအနှစ်ကိုထိမ့်သိမ့်မှု ရွာရဲ့စီကန်းကိုလိုက်နာခဲ့ပြီးအိမ်နာမပြုတ်ပဲတကိုယ်တည်းနေထိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဒီခေတ်မှာတော့လူငယ်တွေရဲ့သိရှိမှုဟာလည်းမေးမိန်လာပြီးသူတို့အလုံးဟာဗမာတွေဖြစ်လာကြပါပြီ။ကျွန်တော်ကတော့ဒီဇလန်းတွေကိုစိတ်ဝင်စားတဲ့အတွက်အဖွားတို့အဖွဲ့ကိုဖိတ်ခေါ်ခဲ့တာဖြစ်တယ်။သူတို့ဘိုးဘွားဘီဘင်တွေရဲ့မြေဟာဘာလဲဆိုတာကိုခန်းစားစေခြင်းလို့ပါ။ဒီအဖွဲ့ဟာသူတို့ရွာကနေ10ကီလိုမီတာတောင်မဝေးတဲ့အနီးအနားမြို့ကိုသွားဖို့ခွင့်ရေးကရှားပါပါတယ်။ ဒီလေဘက်ဟာသူတို့အတွက်အိမ်မက်ထပ်ပူပါတယ်လို့သမိုင်းပညာရှင်ပနပက်ခန်နူးအင်းကဆက်လက်ပြောဆိုခဲ့ပါတယ်